မင်္ဂလာပါရှင်ရန်ကုန်ခေတ္တ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဒေါက်ဆန်းစုကြည်ကျမ်းမာရေးကိုစောင့်နေကြောင်း NLD ကထုတ်ပြန်မြန်မာဒီမိုကရေစီကောင်စားတအုပ်ဖြစ်တဲ့ဒေါက်ဆန်းစုကြည်ကျမ်းမာရေးမကောင်းတဲ့သတင်းကြားသိရပြီးအမျိုးသားဒီမိုကရေစီဘွဲ့ချုပ် NLD မှထူးဆန်းပြုပန်နေကြောင်း Minister Mala 29ရက်နေ့မှာထုတ်ပြန်သတိပေးတယ်။ တောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်တို့ကိုစစ်ကောင်စီကမြည်သည့်နေရာမှာဖမ်းဆီးထုတ်နှောင်ထားခြင်းကိုယနေ့အချိန်ထိမသိရှိရသေးကြတဲ့အလက်တွေကဆိုရယ်ဆရာနာသိမှုကြောင့်ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံပြည်ထနာတွေကိုဖြေရှင်းရမှာအမျိုးသားဒီမိုကရေစီဘက်ကြောင့်ကထတော်ဆန်းစုကြည်မပါဝင်တဲ့တွဲဆောင်ဆွေးနွေးမှုတွေကပြည်လည်မှုများရှိနိုင်ကြတဲ့အလက်တွေကပြောရယ်တို့ကြောင့်မတရားဖက်စီခံတာအတွက်ဆန်းစုကျင်တဲ့နိုင်ငံအကျဉ်းသားတွေအလုံးကျွန့်ကြက်မရှိမြန်စောလွမြနိုင်အတွက်မိတ်ဆွေနိုင်ငံတွေပြည်ရင်းပြည်ပမိတ်ဖက်အရာစုတွေကဆက်လက်ကြိုးပမ်းအားထုတ်ပေးကြတဲ့အလက်ဒီကတောင်းဆိုတယ်။ ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အလတ်တီနေဖြင့်လည်းအားလုံးနဲ့အတူတယောက်စာသွေးစည်းစာဖို့ပေါင်းစားကြမယ်လို့ဆိုရယ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကပြည်သူ့ရဲထဲမှာပေါက်ဖွာလာပြည်သူ့ပါတီဖြစ်တဲ့ဖြင့်အာဏာရှင်ဆက်ဆက်တို့ရဲ့မလုံမုံတိစိတ်ထားနဲ့မိတို့ပင်တိုက်ခိုက်ခြင်းမုံဖြစ်စေသည်ဖြစ်စေပြည်သူရှိနေတဲ့ပါတီရှိနေပြီဖြစ်ကြောင်းအလတ်တီကပြောရယ် ိုင်ငံတကာအနေဖြင့်မြန်မာနိုင်ငံရဲ့ပြဿနာကိုလက်တလောပြေးလည်စေအတွက်သာမဟုတ်ပဲပြဿနာရင်းမြစ်ကိုသိရှိရန်လိုအပ်ပြီးတူယံရွေးကောက်ပွဲပါဝင်ဆရာနာရှင်စနစ်သက်ဆိုးရှည်ကိုထောက်ကူဖြစ်စေမဲ့ကိစ္စရတရားရှောင်ဖယ်ပြီးပြည်သူလူထုရဲ့ဆန္ဒပေါ်ခြေခံပြီးစဉ်းစားဆောင်ရွက်မှသာရရှိခိုင်မာတဲ့ညီအေးချမ်းမှုကိုရရှိမယ်ဖြစ်တယ်လို့ NLD ကဆိုတယ်အကြပ်ပတ်စစ်တဲ့အာနာတေမီနာပေါ်ပေါက်လာပြည်ထနာရဲ့ရဲကြောင့်နိုင်ငံတကာနဲ့ပြည်သူလူထုကိုထပ်မံလှည့်စားရန် နိုင်ငံရေးတရားဝင်မှုရာရည်ရွယ်ကအနာလူစစ်တပ်ကတူယောင်ရွေးကောက်ပွဲတရက်ကိုကျင်းပမည်ဖြစ်သဖြင့်တရားဝင်မှုနဲ့တရားမျှတမှုလည်းရှိမည်မဟုတ်တာကြောင့်မြို့သားဒီမိုကရေစီဖွဲ့ချုပ်နေဖြင့်လက်မခံအတိမမပြေဘူးပေါင်းဆောင်မည်မဟုတ်ကြောင့်လက်တွေကပြောတယ်။ထို့တူယောင်ရွေးကောက်ပွဲကောင်းတယ်မပေါ်ရန်မိဖန်အင်အားစုများအားလုံးနဲ့ပူးပေါင်းဆောင်ရသောမြို့အလက်တီကထုတ်ပြန်နေ တိုင်းသားလူမျိုးစုရဲ့ဆန္ဒတွေကိုလေးထားစားသွားမယ်လို့ပြောကြားထားတဲ့ကတိကဝတ်တိုင်းဒီမိုကရေစီပြည်သူ့တည်ဆောက်နိုင်ကဏ္ဍဦးလုပ်ငန်းစဉ်ဖြင့် Federal Unit များလိုက်ကြာကာလစီမံနေဖော်ထုတ်အကောင့်တွေပေါ်ခြင်းကိုသက်ဆိုင်ရာ unit တွင်ပုံရိပ်မှန်ချက်တူနိုင်ငံအင်အားစုတွေတော်လိုင်းအင်အားစုတွေနဲ့အတူဆက်လက်အကောင့်တွေပေါ်မည်ဖြစ်ပြီးတိုင်းသားအင်အားစုတွေနဲ့လည်းရင်းနှီးပွင့်လင်းစွာဆက်ဆံရေးတိုးမြင့်တည်ဆောက်သွားမယ်လို့ LDT ကပြောဆိုတယ် ဆလာဘီမြို့သားညီရီဆိုရဖက်ဒရယ်ရေးရဝင်ကြီးဌာနဒုဝင်ကြီးဦးချစ်တို့ကိစ္စရောဂါနဲ့ကွယ်လွန်အမြို့သားညီရီဆိုရ NUG ဖက်ဒရယ်ရေးဝင်ကြီးဌာနဒုဝင်ကြီးဦးချစ်တို့ကိစ္စရောဂါနဲ့ကွယ်လွန်သောကြောင့် NUG ရဲ့သတင်းထုတ်ပြန်ချက်နဲ့သက်ဆိုင်သတင်းမြေပြောဆိုကြရသည်ရတယ် ကင်းနီပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦးရဲ့ဗဟုကော်မတီဝယ်လည်းဖြစ် NGO ဖက်ဒရယ်ရေးဝင်ကြီးဌာနဒုတိယဝင်ကြီးလည်းဖြစ်သူဦးချစ်ထွန်းသည်စတီမာလာ25ရက်နေ့မှာနိုင်ငံရေးဘဝတာဝန်နေထမ်းဆောင်ရင်းကွယ်လွန်တိမ်မသွားခြင်းဖြစ်ပါတယ်။ကွယ်လွန်တာကအသေးကင်စားသည့်အချိန်မှာကင်စာဆင့်လေးရောက်ပြီးကင်စာမြစ်တွေကပြန့်ပြီးတော့ကိုရင်းကလီစာတွေပါထိကုန်တာဆေးစစ်ပြီးတော့တရားကျိဆေးကုပ်ဖို့လုံရင်မှပဲကွယ်လွန်သွားတာပါ။ဥစ္စာထုံက2021ခုနှစ်ဧပြီလ16ရက်နေ့ကစတင်ပြီးမြို့သားညီအစ်ကိုရအန်ယူဂျီဖက်ဒရယ်ရဒုဝန်ကြီးဖြစ်တော်ဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးအာရှလန်နဲ့ပြန်ဖွင့်လာရေးကော့ဂရိတ်မှာစစ်တပ်နဲ့ BGF ကပူးပေါင်းစစ်ကြောင်းထုံးနေတိုက်ပွဲတွေဖြစ်ပေါ်ပြန်ပြင်းတဲ့ကော့ဂရိတ်မြို့နယ်မှာအာရှလန်ပြည်လဲဖွင့်နိုင်ရေးအတွက်ဂျပန်စစ်တပ်က BGN နဲ့ပူးပေါင်းပြီးစစ်ကြောထုံးနေတဲ့ပြင်တိုက်ပွဲဖြစ်ပွားနေကစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတွေထိခိုက်မှုရှိကြောင်းခေစေသတင်းမြစ်ကပြောတယ်။ စတမလာ29ရက်နေ့ကကော်ဂရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်းအန်ဖကြီးကျောက်ဘက်ကိုဂျပန်စစ်တပ်နဲ့စစ်ချစ်သူလာကပီဂျက်တပ်ဖွဲ့တပ်နဲ့တုံတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးစစ်ကြောထိုးလာတဲ့ဖြစ်ကဲနယ်လီပူးပေါင်းတပ်တွေကကုကတ်တိုက်ခိုက်မှတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော့ပြေကောက်ကရမြို့ခြေဆိုင်ခလာကိုဇက်ကိုတဲကလက်နက်ကျင်းနဲ့ပြည်သူတွေနေထိုင်အကျဉ်းအများတွင်သူပြစ်ကတ်တိုက်ခါရာကျင်းအနေပြည်သူတွေထိခိုက်မှုရှိကြောင်းသိရတယ်။ကင်းနယ်ကြားဆောက်တဲ့ BGF ကစစ်တပ်နဲ့ပူးပေါင်းပြီးစစ်ကြောထိုးတဲ့ပြည်စစ်တပ်ရွေးကောက်ပွဲအတွက်ပြည်သူတွေကိုမဲထည့်ရမယ်လို့ BGF ကလိုက်လည်ချိန်ကြောင်းနေကြောင်းသိရတယ်။စတင်မာလာ29ရက်နေ့ကောက်ကရမြို့နယ်နဘူးအုပ်စုဝဲကင်းအန်ဖုံကြီးကျောင်းမှာ BGF စစ်သား50ခန့်လောက်ကျော်ရွေးကရွေးကောက်ပွဲမဲထည့်တဲ့တရုတ်ပြမှုကိုလုံဆောင်ခဲ့ကြောင်းရွာသူရွာသားများနေပြည်လဲစစ်မရှောင်မဲ့ရွေးကောက်ပွဲမှာမဲထည့်ရမယ်လို့ချိန်ကြောင်းစီယုံလျက်ရှိကြောင်းသိရပါတယ်။ ကင်းနယ်ကြားစောက်တဲ့ BJ ကစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံပြီးရွေးကောက်ပွဲဖြစ်များ၏ကိုညီစာပေးတော်မျိုးတရားဝင်ကြေညာချက်ထုတ်ပြန်နေ။ဆက်လက်ပြီးကန်တော်မင်းကျောင်းဆရာတော်တရင်တုံနဲ့တပိုင်းဝစီကြီးတော်ကိုစစ်ကောက်စီပေါ်ချက်ဖြက်စီကန်တော်မင်းကျောင်းဆရာတော်တရင်တုံခဲတပိုင်းဝင်ဖျားစီပြရဝင်ကိုစစ်ကောက်စီကလေးကြောက်ကလေးပေါ်ချက်ဖြက်စီခဲ့လို့ဒေသခံနေတဲ့စေတရင်မြစ်တွေကပြောတယ်။သခိုင်းနိုင်မြင့်မှုမြွနဲ့ကန်တော်ကြည်အောင်မှရှိတဲ့ကန်တော်မင်းကျောင်းဆရာတော်တရင်တုံခဲနေရာကိုလိုကဲနေရာကစစ်တပ်ကလေးတွေနဲ့ပုံနေကြခဲ့တယ်။ ကောင်းမှုမြတ်လို့ကောင်းကျိုးပြီးတော့ကောင်းကျိုးကိုနိုင်တည်စေမင်းနဲ့အခုတင်ရညွန့်တန်းတွေမှာပါလာမသိပေမဲ့ကျွန်တော်တို့ကတော့ပါခဲ့တယ်။ကန်တော်မင်းကျောင်းဆရာတော်ပုံဆရာတော်ကြီးဖရာကြီးဆုံးမခဲ့တဲ့အစားကျက်ဆက်သားမင်းတည်ထားခဲ့ပြီးနောက်ကန်တော်မင်းကျောင်းဆရာတော်တရေတောက်ခဲတပိုင်းဝင်နေရဖရာဆယ်ဒီပရဝေပြက်စီခဲ့ပြီးအမျိုးပါသာသာသနာလို့တွင်နေအော်တော်ခွေတွေကဘုန်းကြီးပြက်စီခဲ့ကြတယ်လို့မြို့မြို့ကတောက်ကပြောတယ်။ လက်ရှိမှာစစ်ကောင်စီကမြို့မြို့နယ်ကိုစစ်ကြောထုတ်နေပြီးလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တပ်ပြစ်ခတ်မှုတွေနေရှိတယ်လို့သိပေတယ်။စစ်တပ်လေဒီနဲ့ခြားထားတာစီရေးကတင်းမာနေတဲ့တရင်တီကြားထုတ်ပြလို့မရသေးဘူး။ကန်တော်မင်းကျောင်းဆရာတော်ကမြမသမိုင်းမှာစာဆိုတော်ဖြစ်ထေရှာတဲ့ဆရာတော်ပြုစုခဲ့ကန်တော်မင်းကျောင်း မြစ်တာစာ လောကတာရာပြိုတွေကမြမကရဝေပါဒီကနေ့တိုင်းထေရှားကြော်ကြတယ်။သမိုင်းမှတ်တမ်းတွေရဆရာတော်ကအင်ဝခိပြီးဒုတိယမင်းကောင်အကြီးတော်ဇဂိုင်းမြို့စာမင်းလာထွက်ဆရာရင်းဖြစ်ပြီးတော့ဒုတိယမင်းကောင်နဲ့တာရွှေနဲ့ကြော်ရှင်တို့လက်ထက်မှာထင်ရှားကြော်ကြပြီးရင်ကိုယ်ကွယ်ခံဆရာတော်လည်းဖြစ်ပါတယ်။ ဆက်လက်ပြီးကန်နုမယာလေးကြောင်းတိုက်ခိုက်ခဲ့ရမှုတွေတိစောက်သူ၁၂ယောက်တို့ရှိတာပြီးတိခိုက်တရာပြည်ထက်သူရောက်၂၀ကျော်ရှိနေ။စကိုင်းလိုက်တက်ဆယ်မျိုးနဲ့ကန်နုမယာလေးကြောင်းတိုက်ခိုက်မှုဖြစ်စေပါတိစောက်သူ၁၂ယောက်တို့ရှိပြီးတော့တိခိုက်တရာပြည်ထက်သူတွေရှိကြောင်းပြီးပဲဒီဖက်ကိုပရိတ်တာဝန်ရှိသူကပြောတယ်။စတီမာလာ၂၆နေကဖြစ်ပွားခဲ့ဂျပန်စစ်ကော်ဖီရဲ့အကြောင်းမဲ့လေးကြောင်းတိုက်ခိုက်မှုဖြစ်စေမှာကန်နုတိစောက်သူ၈ယောက်သာရှိထားပေမဲ့ရှင်းလင်းလောက်စာရမှာတော့ရုပ်လောင်းတွေကိုထပ်မတွေ့ရှိခဲ့ရဖြစ်တယ်။ဒါအပြင်ပြည်ထက်တိခိုက်တရာရှိသူအရေအတွက်၂၀ကျော်လောက်တွေ့ရှိပြီးတိစုံတွေတိုးလာလို့သိရတယ်။ စနေမာလာ26ရက်နေ့ဗနက်7:00တိုင်းကွဲချိန်လောက်ဝါတရားဦးလေးစိတ်တရရှာထုတ်တိုက်လေ YK130 Fighter တက်ဆယ်မြွန်နဲ့ကနုမရွာကလူစီကနေရာကိုပြစ်မှတ်ထားပြီးပေါင်ငါဘုံနဲ့ကျဲချသွားတယ်ဆိုပါတိုက်ခိုက်မှုကြောင့် Nobel 1 C ဆိုင်နဲ့ဆောက်လက်စားတိုက်တွေပဲကြောက်ပါကွဲခဲလို့သိရတယ် ကျဲသွားတာ fighter ကတရောက်လီတက်ကနင်းနဲ့ဆက်ချောင်းနင်းနဲ့17နှစ်ကျော်လောက်မှတက်ပြီးကလေးဝဘက်ကနေပြန်ဝိုက်ပြီးတော့ကတ်တူမရာကိုကျဲတယ်။ပေါင့၅ဘုံတစ်လုံးကျဲသွားနေရကစီဆိုင်နာဆိုတော့စီလံကန်နေကစပောက်ကွဲရပြင်းပြီးကုန်ပြက်စီကုန်နေ။စီဆိုင်နဲ့တက်ဆိုင်လို့ပြက်စီသွားသူတားဖောက်နှစ်ယောက်လည်းတည်သွားတယ်လို့ Bipet Defense for Comrade Town ရှိသူကပြောတယ်။အကြပ်ဖက်စေုပ်စုလက်ပါစေဝါရပြက်ချက်နေမှာတော့ Nobel 1စီဆိုင်က PDF တစ်ကြိမ်ဖွင့်တာဖြစ်ကြောင်းနဲ့အထိုင်စကားဖြစ်တာကြောင့်ဘုံကျဲလို့လည်းလည်းပြောဆိုကြပါတယ်။ဘုံကျဲခံမှုကြောင့်တည်ဆုံခဲ့သူတွေတဲ့အမျိုးသီးမနှစ်ယောက်ပါဝင်ပြီးအရက်သားတွေကြီးပဲဖြစ်တယ်လို့လက်ရှိမှာရုပ်လာ တွေကိုတချို့ပေးဖြစ်တယ်လို့သိရတယ်။တည်ဆောင်းသူတွေထဲမှာအန်ယူဂျီပညာရေးကာလမှာကလေးတွေကိုစဝိုင်းကူတင်ကြပေးနေဒုတိယနှစ်ကျောင်းသူမထက်မိုးဦးလည်းပါသွားတယ်လို့သိရတယ်။အသက်20ကျော်ပဲရှိတဲ့နောက်တစ်ယောက်ကနိုဘယ်ဝန်ဆီဆိုင်ပါရှင်တပည့်ကျန်တာတွေကအသက်20ကျော်30ကျော်ဝန်းကျင်နေကြပဲ။ပြန်လုံနေတဲ့သူတွေရဲ့ခီးသွားလာနေတဲ့သူတွေကျွန်းလာနေတဲ့ကပြည်သူရဲ့လို့သိရတယ်။ပေါ်ကျတိုက်ခိုက်ခဲ့ရတဲ့မှာတည်ဆောင်းခဲ့တဲ့အန်ယူဂျီရဲ့တင်ကြားရတဲ့ပညာတက္ကသိုလ်ပညာရေးဘွဲ့မူလာတဲ့ပညာရေးထုတ်ပြုတ်ဒုတိယနှစ်တက်ရောက်နေတဲ့အမတ်ထမိုးအတွက်လည်း NUG ပညာရေးဝန်ကြီးဌာနကဝန်ထမ်းကြောင့်စာထုတ်ပြန်ထားပါဗျာ။ နောက်ဆက်အပ်ကြတဲ့အတွက်တို့ပဲကျေးဇူးတင်ရှိပါရရှင်